အခုကျွန်တော်ပြောပြမှာကတော့ဒီအကောက်တွေပလေယာတွေလိမ်ငန်းထိတယ်ဆယ်လာတွေက ACID မတင်မေးဆိုရင်ကိုယ့်ကိုဘယ်လိုတင်ရမလဲဆိုတာလေးပြောပြရမယ်ကျွန်တော်တို့မှာလာတင်ခံလို့ရှိရင်လည်းကျွန်တော်တို့ဇီယာဝယ်လာတဲ့ဟာလောက်ပဲကျွန်တော်တို့ကူညီပေးတာပါအများဟာတွေကြတော့ကျွန်တော်မလုပ်ဘူးဘာလို့လဲဆိုတော့ reboot ထိမှကြောက်လို့ပေါ့နော်အပလေယာတွေလည်း quarantine လို့ရပါတယ်သူတို့မှာလိမ်ငန်းထိထားတဲ့အချက်လက်တွေပါတယ်ရှိတယ်တည်ကြရတယ်ဆိုလို့ရှိရင်တော့ဒါက ဆယ်လာတွေကပြန်သိမ်းပြီးတော့ကျွန်တော်တို့လိုမျိုးတေချာလောက်တဲ့ဆယ်လာမျိုးတွေကြတော့ပြန်သိမ်းပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ app ပေးပါတယ်ဗျာနော်အဲဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ပြောပြပေးမယ်အရင်ဆုံးကျွန်တော် post နေတဲ့နေရာကိုသွားလိုက်နော်သွားပြီးလို့ရှိရင်ကျွန်တော်တို့အကောင့်ရဲ့ profile လေးဖြစ်ဖြစ်ပါနော် profile ရဲ့ပြီးတော့ link ထည့်တဲ့စာတွေတင်လိုက်ရတယ်အများကြီးတော့မတင်ပါနဲ့ဘာလို့လဲဆိုတော့ဟိုလိုဖြစ်မှာဆိုတော့ဟို bank ထည့်တာတွေဘာဖြစ်မှာဆိုတော့အဲ့လိုမျိုးဖြစ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတော့ပြောပြပေးမယ်နော်အခုဒီလိုမျိုးကျွန်တော် profile ပုံရင်ဆုံးထည့်လိုက်ဒီပြလိုက်ရင်ကျွန်တော်တို့အကောင့် ID ပေါ့နော် ID ဒီလိုမျိုးလေးပေါ့နော်ဒါကွန်ပျူတာကကိုယ့်ကိုရေးလိုက်ကိုယ့်ကိုလင်းကထိသွားတဲ့ ID နဲ့ server ID ကိုမှန်အောင်ရေးဘယ်လိုလေး space ချချာနော်ချပြီးလို့ရှိရင် owner လေးမှလည်းကျွန်တော်ဒီလိုမျိုးထားရေးပေါ့နော်အရှင်မ hashtag လေးခိုင်းရင်လည်းခံထားလို့ရတယ်မခံလို့လည်းခံလို့ရမခံလို့လည်းရပါတယ် sorry မခံလို့လည်းရပါတယ်ဘာမှမဖြစ်ပါဘူးခင်ဗျ Okay အဲ့လိုမျိုးရေးပြီးလို့ရှိရင်အောက်ကအကြောင်းအရာလေးရေးလိုက်ပေါ့နော်ဒါလေးလင်းကထိသွားပါတယ်ที่ตัวลูก လာရောင်းလျင်ဟို sorry ပါတင်ပေးချပါဗျာအမဘလိုလင်ငယ်ဒီပါလဲအကြောင်းအလေးလေးရေးလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီသုံးခုလောက်လောက်ဆိုလဲရပါတယ်ပို့ပြီးတော့တေချာတာပေါ့နော်ဒါကတော့အစီအရေးဆစ်လို့ရှိရင်ဘလိုနေတော့ဒီလိုကျွန်တော်တို့ public နဲ့တင်ထားရဆိုရင်ပေါ်တယ်ဒီ friend နဲ့ဆိုလို့ရှိရင်တော့လည်းမပေါ်ပါဘူးခင်ဗျ ီလိုလဲရေးလို့ရပါတယ်ဒါကတော့ကျွန်တော်ကဟိုတည်တည်ချာချာလေးပြောပြပေးရမနော်နော်ခွက်ကိုလေးလိုက်လို့လို့ရအောင်ဆိုပြီးတော့ဟုတ်ပြီလိုမျိုးလေးရေးလိုက်နော်ပြီးလို့ရှိရင်အဓိကရေးကြည့်တာ public နဲ့တင်ရမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်နှိပ်လိုက်ဒီမှာကျွန်တော်နှိပ်လိုက်တွေ့ရမယ်ကွာလုံးပုံစံ public ဆိုပေးထားလိမ့်အေး public နဲ့ဖြစ်နေပို့လို့ပါတယ် friend နဲ့ဆိုလို့ရှိရင်လည်းဘယ်သူမှတိုင်မေးလို့လည်းမေးရပါဘူးအဲအဓိကကတော့ဒီ public နဲ့ဖြစ်နေဖို့ကတော့လိုပါတယ်ဗျပြီးတာနဲ့ကျွန်တော် post တင်လိုက်ပါအဲဒါဆိုလို့ရှိရင်အဆင်ပြေပါတယ်เนาะအားလုံး လိန်ခံရအချိန်မှာကင်းဝေးကြပါစေဗျာကိုရင်လည်းအယုံမသွဲကြပါနဲ့လူတိုင်းပေါ့နော်ဒါကကျွန်တော်ပြောပြပေးရပါကျေးဇူးတင်ပါတယ်ဗျာ